ဒါကအတန်တကူရဲ့ပြောပြမှုပါနေပေါင်းများစွာဈာကနေထွက်ပေါ်လာတဲ့အတန်တကူဆရာနာရှင်တွေကပြော့ပြက်ဖို့ကြိုးစားခဲ့တဲ့အတန်တကူဒါပေမဲ့ဒီနေ့ထိကျွန်တော်တို့ကြားနေရတော့ကြားနေရစေပါကျွန်တော်တို့ကအကျံပက်သမားတွေမဟုတ်ဘူးကျွန်တော်တို့ကဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့ပြည်သူလူထုရဲ့အတန်ဖြစ်တဲ့ဒါဟာကိုချင်းမီပြောခဲ့တဲ့စကားလုံးတွေပါသူကတော့ဆရာနာရှင်ကို တော်လှန်ခဲ့သူနိုင်ငံရေးအကျဉ်းသားအာဇာနည်တဦးပဲဖြစ်ပါတယ်၂၀၂၀ဇူလိုင်လမှာ မြန်မာစစ်အာဏာရှင်ကဒီမိုကရေစီရေလှုပ်ရှားသူလူကိုကျိုးပေးကွပ်မြတ်ခဲ့ပါတယ်။သူတို့တွေကတဦးကတော့ကိုချင်းမီပဲဖြစ်ပါတယ်။ကျော်မင်းယူလို့အညီရတဲ့ကိုချင်းမီကို1969ခုနှစ်မှာရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ တရသူចောင်းသားတဦးအနေနဲ့1988ခုနှစ်မှာဒီမိုကရေစီ တောင်းဆိုရေးအတွက်လူထောင်ပေါင်းများစွာနဲ့သူလှုပ်ရှားခဲ့ပါတယ်။သူဟာ88မျိုးဆက်ចောင်းသားလှုပ်ရှားရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်လာခဲ့ပါတယ်။သူမှာဉာဏ်ဉာဏ်ရေးပေါ်ယုံကြည်မှုနဲ့ဒီမိုကရေစီ တော်လှန်ရေးပေါ်မြင့်မားတဲ့စိတ်သက်ရှိပါတယ်။သူဖန်စီခံရတယ်အကျဉ်းထောင်ဝင်ရတယ်အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ကိုဂျမီကဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။အချင်းအောင်လည်းမှနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်သူဟာမုန်တီးမှုနဲ့မဟုတ်ပဲအလဲအောင်နဲ့အတူပြန်လာခဲ့ပါတယ်။စာရေးတဲ့လူလူဟာပြောပွဲတွေပြုလုပ်တယ်။ငြိမ်းချမ်းမှုနဲ့ကီတူလူလူရဲ့စွမ်းအားကိုအမြဲယုံကြည်ရဲ့။2021ခုနှစ်စစ်တကအာနာသိမ့်ပြီးတဲ့နောက်စစ်အာနာရှင်တွေကကိုဂျမီကို ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။2022ခုနှစ်မှာတော့ရှိုးဝက်စာကျိုးပေးွက်မြက်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာမှထပ်ပြီးကျင့်သုံးလိုက်တဲ့ပထမဆုံးကြိုးပမ်းကွပ်မျက်မှုဖြစ်ပါတယ်။သူဟာကီတူတွေရဲ့အတန်အတွက်ပြရောက်တကူလည်းဖြစ်လာပါတယ်။သူ့အတန်ကိုကီတူလူလူတန်ပေါင်းများစွာကထပ်ပြီးလက်ဆင့်ကန်တည်ဆောင်ပေးနေပါတယ်။ကိုချမီကိုအမတ်တရရှိနေတာကလည်းတော်လန်မှုတစ်မျိုးပါပဲ။သူ့နာမည်ကိုပြောလိုက်ရတာကတိတ်ဆိတ်သွားတဲ့စိတ်ဝင်ကြီးတွေကိုကာရာတင်ခြင်းတစ်မျိုးပါ။သူ့အကြောင်းကိုပြောလိုက်ရတာက ဒီမိုကရေစီမီဒော့ကိုဆက်လက်တောက်လောင်နေစီပေါ်ပါစစ်အာဏာရှင်တွေကသူ့အတက်ကိုယူသွားခဲ့တယ်ဒါပေမဲ့သူ့အတန်ကိုတော့မယူနိုင်နဲ့ပါဘူးအခုတော့ကျွန်တော်တို့ကသူ့ရဲ့အတန်ကိုဆက်လက်တည်ဆောင်းနေပါတယ်